ကမ္ဘာနည်းပညာလောကမှာ Planter Technologies လို့စိတ်ဝင်စားစရာကောင်းတဲ့ company ရှားပါနေ Planter ဟာ Big Data Data ကြီးများကိုခွဲခြမ်းစိတ်ပြခြင်းနဲ့ဉာဏ်ရည်သူ AI စနစ်တွေအသုံးပြုပြီးကမ္ဘာအရှုထွေဆုံးပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့ software platforms တွေကိုတီထွင်ရောင်းချနေတာပါဒီလူဟွက်ဆန်းကျယ်တဲ့ company အကြောင်းအသေးစိတ်လေ့လာကြည့်ရအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြားပါ ဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီမိတ်ဗီဒီယိုမှာတော့ Palantir PLTR data ထောက်လိုင်းအေးမှ AI ခေါင်းဆောင်စီတို့အကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တိ Palantir PLTR အဓိက platforms များ Palantir ဟာယင်းနည်းမြုပ်နှံမှုကုမ္ပဏီမဟုတ်ပါဘူးသူတို့ရဲ့အဓိကပိုင်ဆိုင်မှုကသူတို့ဖန်တီးထားတဲ့ software platforms တွေပါပဲ Palantir Cotton အစိုးရနှင့်ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများဥပမာ American CIA စစ်တပ်အတွက်ဒီဇိုင်းထုတ်ထားတာပါ ထောက်လန်းရေး CA view ဟာစတဲ့လုံခြုံရေးဆိုင်ရာ data ခွဲခြမ်းစိတ်ဖြာဖို့အတွက်အသုံးပြုပါတယ် Palantir Foundry စီးပွားရေးလုပ်ငန်းကြီးများအတွက်ရည်ဝဲထားပါတယ်ကုမ္ပဏီရဲ့ကွဲပြားနေတဲ့ data အားလုံးကိုပေါင်းစည်းခွဲခြမ်းစိတ်ဖြာပြီးပုံမှန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်ကူညီပေးပါတယ်။ Artificial Intelligence Platform AIP ဒါဟာ Palantir ရဲ့လက်ရှိဈေးကွက်ကိုဥဆောင်နေတဲ့နည်းပညာဖြစ်ပြီးသူတို့ရဲ့ data စနစ် ontology ကို generative AI နဲ့ပေါင်းစပ်ထားပါတယ်။ဖောက်တိန်လေဟာသူတို့ရဲ့စီးပွားရေးပြဿနာများကို AI စနစ်နဲ့ချက်ချင်းဖြေရှင်းနိုင်ရန်ရည်ရွယ်ထားပါတယ်။1တမိုင်းကြောင်း1စီးပွားရေးအခြေအနေ CIA ကစတင်ခဲ့ပါ။ Palantir ကို Peter Thiel နဲ့အခြားသူတွေကတည်ထောင်ပြီးစတင်တည်ထောင်စင်ပါပဲ။ American CIA ရဲ့ယင်းနီးမြူနာမှုကိုရရှိခဲ့ပူပါတယ်။ကူးဖြောင်းမှုသမိုင်းအစောချင်းမှာအစိုးရ Gotham အပေါ်မိကိုခဲ့ပေမဲ့နောက်ပိုင်းမှာ Foundry နဲ့ AIP ကိုတီထွင်ပြီးစီးပွားရေးခန္ဓာဖောက်တန်မှုကိုစတင်ဆွဲဆောင်ခဲ့ပါတယ်။အကျိုးရရှိမှုရေရှည်မှာရုန်းကန်ခဲ့ရပေမဲ့မကြသေးမီမှာစတိုက်အကျိုးရရှိနေတဲ့ gap profitability အနေထားကိုရောက်ရှိခဲ့လို့ ယင်းနီမြုံနံသူတွေရဲ့ယုံကြည်မှုကိုတုံးမြင့်ပေးခဲ့ပါတယ်။၃အားတာချက်များနှင့်အားနည်းချက်များအားတာချက်များပြင်းထန်တဲ့ဤပညာ technical mode palantir ရဲ့ data ပေါင်းစည်းဤပညာဟာအနစ်အနလဲတည်ထောင်ထားတာကြောင့်ပြန်ပက်သူအလွယ်တကူသူ့ပေါ်ဘူးခတ်ခင်ပါတယ်။အစိုးရနဲ့ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများဥပမာ American CIA စစ်တပ်အတွက် design ထုတ်ထားတာပါ။ထောက်လိုင်းရေးစီရီပြူဟာဆောက်တဲ့ လုံခြုံရေးဆိုင်ရာ data ခွဲခြမ်းစိတ်ဖျက်ဖို့အတွက်အသုံးပြုပါတယ်။ AI ပေါင်းစပ်မှု AIB AI ခက်ကိုစောစီးစီးထိုးဖောက်နိုင်ခဲ့တာဟာတိုးတက်မှုကိုအရှင်ဟုန်မိတိုင်ပေမဲ့အတိကတော်ချက်ထားအားနေချက်များကျင်းသက်ဆိုင်ရာစိုးရင်ပူပန်မှုအစိုးရလုံခြုံရေးအဖွဲ့အစည်းများအတွက်အလို့လုပ်ပေးတဲ့အတွက် privacy ဆိုင်ရာကျင်းသက်ဝေဖန်မှုများမကြာခဏကြုံတွေ့အပ်တတ်ပါတယ်။ဖောက်တန်အနေငယ်ပေါ်မိခုမှုတမိုင်းကြောင်းအစောချင်းမှာ ောက်တန်ချီအနေငယ်ညဝင်ငွေအပေါ်မီခိုနီရတဲ့အန်ဒီရှိပါတယ်။ Zeno မြင်သားချင်း high valuation risks AI ဈေးကွက်ရဲ့ယူသွေးမှုအကြောင်း share ဈေးနှုန်းဟာအလွန်မြင့်တားနေပါတယ်။မျှော်မှန်းထားသလောက်ကြီးထွားမှုမဖြစ်လိုက်ရင်ဈေးကျဆင်းနိုင်ခြေရှိပါတယ်။လီအနာဂတ်အခြေအနေ Palantir ရဲ့အနာဂတ်ဟာစီးပွားရေးခန္ဓာကိုဘယ်လောက်ထိထိုးပေါက်နိုင်မလဲဆိုတာနဲ့ AIB ရဲ့အောင်မြင်မှုအပေါ်လုံးဝမူတည်နေပါတယ်။အသွင်ကောင်းတဲ့အလားအလား AIP boot camps လို့စနစ်တွေနဲ့ဖောက်တန်တစ်တွေကိုမြန်မြန်ဆွဲဆောင်နေတာဟာစီးပွားရေးလုပ်ငန်းတွေအတွက်မရှိမချေ software တခုဖြစ်လာဖို့ကိုမျှော်လင့်ချက်ကိုမြှင့်တင်ပေးပါနဲ့ပြင်းထန်တဲ့ view တစ်ပါရိတ် Palantir ဟာနည်းပညာနဲ့ data လောကရဲ့အခွင့်အရေးများစွာရှိတဲ့ထူးခြားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ် ES Share ဈေးနှုန်းဟာအခြားနည်းပညာကုမ္ပဏီတွေထက် ပိုမတိမြနိုင်ခြေမြင်ကြပြနေပြီမဲ့ ES ရဲ့နည်းပညာစွမ်းရည်ကိုတော့လက်ရှုလျှောက်လို့မရပါဘူး Volunteer ရဲ့အနည်းပညာကအထင်းနဲ့လုပ်ငန်းမှာအသုံးဝင်မှာမလား comment မှာပြောပြပါအောင် like and subscribe လုပ်ထားပေးပါလာရောက်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်